ိုကာဟာပရိသတ်များအားလုံးပဲမင်္ဂလာပါဒီနေ့စီစဉ်လေးကိုတော့ 1H ဘက်ကနေအဓိကကူညီပံ့ပိုးပေးလာပါတယ်ပိတ်သက်တွေတဲကဘောလုံးနဲ့အားကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက်ထူးခြားတဲ့ဈေးကွက်အဆုံးလင်းအော့အကန့်အသတ်မရှိတဲ့မောင်းတွဲတွေနဲ့ပိုမိုစိတ်လှုပ်ရှားခြင်းနဲ့ဆိုရင်တော့ 1H ဘက်ကိုဒေါင်းလုပ်ရယူပြီး promo code 1 soccer house နဲ့အတူအကောင်းဖွင့်ဆော့ကစားနိုင်ပါတယ်ပထမဆုံးတွင်ွေအတွက်အများဆုံးဒေါ်လာ130နဲ့ညီများတဲ့မြန်မာငွေကိုစုလက်ဆောင်ရယူနိုင်တဲ့စီစဉ်ရှိကြောင်းကိုလည်းဒီပေးလိုက်ပါရစေ ဆိုင်ဘာဂိမ်းနဲ့အခြားအကစားနည်းတွေပြင်အခါအလျောက်စွာရှိနေတဲ့ promotion တွေကနေစူကြီးတွေကန်ထုတ်နိုင်တဲ့အကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ promo code ကိုလည်းယခု video ရဲ့ comment box မှာပြန်လည်တည်ရှိနိုင်ပါတယ်ဗျာ။ So how house ရဲ့ပြည်သူများအားလုံးပဲမင်္ဂလာပါ။ကျွန်တော်အခုဒါသုံးသပ်ခြင်းနဲ့အကြောင်းအရာကဒီ policy အကြောင်း တော့ Crystal Palace အကြောင်းပြီးတော့သူတို့အသင်းလေးပြဒီ Glasgow အကြောင်းအကြောင်းအရာရေလို့မမေရမဟုတ်ပဲနဲ့အဓိကအဖြစ်တော့ဒီအခုပြောတဲ့သူတွေအခုပြောတဲ့အကြောင်းအရာတွေအဲကျွန်တော်ကျွန်တော်ရောက်တဲ့ရ sorry အရောက်တဲ့အရာလေးပေါ့နော်ဆိုတော့အရင်ဆုံးစပြောခြင်းနဲ့နံပါတ်1ကျွန်တော် statement ကပါလဲဆိုတော့ ။ Olysee ဟာလက်ရှိဥရောပရဲ့အကောင်းဆုံးတောင်ပံတိုက်စစ်ကစားသမားဆိုတဲ့ level ကိုရောက်နေပြီလား။ဆိုတော့အကောင်းဆုံးတောင်ပံတိုက်စစ်ကစားသမားဆိုတဲ့ level ကိုရောက်နေပြီလားလို့မေးဖို့ဆိုရင်လက်ရှိအကောင်းဆုံးတောင်ပံတိုက်စစ်ကစားသမားတွေထဲမှာအမတန်အန္တရာယ်ကြီးတယ်ဒီလိုမေးခွန်းထုတ်ရတာ။ဝင်နေရှိတယ် ထားပါတော့ Rodrigo ကိုမထည့်ဘူးဆိုတော့ဘယ်နေရှိတယ်ပြီးတော့ Yamal ရှိတယ်ပြီးတော့ Bukayo Saka ရောရှိတယ်မတီလာပါ၃ယောက်ပေါ့ကျွန်တော်တို့ဒီထည့်ရင် Cole Palmer ရှိတယ်ပမာနေပြီးတော့အော်ဘာစလိုနာ Real Madrid တော့ကျွန်တော် Desiree Doue ရှိတယ်ဒိုဝေကတော့ထားတော့အခု ဒဏ်ရာတွေနဲ့ရုံးကန်နေရတယ်ဗောနော်ဒဏ်ရာပြဿနာကြောင့်ပြီးတော့ခုံးဖက်မှာလည်းဟိုဒဏ်ရာတွေကြောင့်မေးမိန်နေသေးတယ်ဒါပေမဲ့ဗင်းနီရမားရေပြီးဘူခါယိုစကာရေဒီသားသမားတွေနဲ့ရှင်ပြီးတော့ဟိုမေးခွန်းထောက်ရတာဗောအကောင်းဆုံးအဆင့်ကိုရောက်နေပြီလားဗောဘာလို့အဲ့ level တွေကိုတိုးဝင်လာလဲဟိုလိစေကစားတာကဟို တော်တော်ကိုတတ်တောင့်တတနိုင်လုံးနဲ့ပေါ်လုံးနဲ့အတူဒါပေမဲ့ခံစစ်ကသားသမားတွေကိုသူတို့ထက်စက်ကောင်ဝက်လောက်လေးအမြဲပေါ်လုံးပူစောစောပြီးတော့ထိနေတယ် over run ဖြစ်သွားတယ်ပေါ်လုံးကဘောစလေးရှည်သွားတယ်ဒါပေမဲ့တံပက်ခံစစ်ကသားသမားဟာအဲ့ရှည်သွားတဲ့ဘောစကို ဒီဖြက်စီးပြဖို့ကြိုးစားပြီဆိုတဲ့အနေထားမှာအိုလီဆက်6လောက်ကအဲ့ဘောလုံးကိုအမြဲအရင်ရတယ်။သူ့ရဲ့အုံနောက်နဲ့6လောက်နဲ့ဟာဟိုခတ်တူတူလေးဆက်ထားတဲ့ကြိုးလိုမျိုးတုံ့ပြန်မှုပေါ့နော်လှုပ်ရှားမှုတုံ့ပြန်မှုအယမ်းမြန်တယ်အိုလီဆက်ဟာအော်အိုလီဆက်ကစားနေတဲ့ပုံပေါ်ကျွန်တော်တို့အခုဘန်မန်နေဂျာမှာဆိုတော့ဒါကတော့ကျွန်တော်တို့ Robins အသင်းရဲ့ကံလွန်ကစားပွဲမှာဖြစ်ခဲ့တယ်ရော်ဂနောအိုလီစီဟာဟိုနေရာအားဖြင့်ဆိုရင်ဘယ်တန်ညာပြန်ကိုအပြုတ်ကစားကြလဲသူတို့နှစ်ယောက်လုံးဝထပ်တူတူနေတာမျိုးမဟုတ်ဘူးသို့တော့တချို့ inverted winger တအူးနေနဲ့လှူရှားကြပုံချင်းတူတယ်အဲ့တော့သူတို့နှစ်ယောက်မှာ Robin ရဲ့ဒီလှူရှားတက်ဝင်ပုံနဲ့ Olise ရဲ့လှူရှားတက်ဝင်ပုံနဲ့ဟိုမတူဘူး Olise က အမှန်တိုင်းပြောရင် Crystal Palace မှာအစပြီးတော့နံပါတ်8ထွက်လာတဲ့အချိန်မှာအချောင်းကြီးကသူတို့ရဲ့ဒီလူငယ် Academy ကျယ်ဝင်ဟောင်းလေးကိုပြန်ခေါ်ကြတော့ဆို Olisee ကကျွန်တော်အမြင်မှားစီခဲ့တဲ့ကစားသမားပဲ။ဒါကြောင့်လဲဆိုတော့ Olisee ကစားတာကစိတ်မပါလက်မပါလို့ခံစားရလို့တကယ်ကောင်းသွားတဲ့ကစားသမားတွေကအဲ့လိုအမှုကျင့်နေရှိ တက်တယ်ဆိုတာကိုသိပါလျက်နဲ့ကျွန်တော်ကတကယ်ကောင်းတယ်မထင်ခဲ့ဘူး။ဒါမြက်တကယ်အိုလစီယာတကယ်ကြောက်စရာကောင်းတယ်။ဟိုထားပါတော့ကျွန်တော်တို့ဗင်နီဆိုရင်ဟိုဘက်တောင်ပိုင်းကဘယ်ကျန်းကနေပြီးတော့ဒီညာတန်ကစားသမားဆိုတော့ကျွန်တော်တို့ညာကျန်းကဘယ်တန်ကစားသမားတွေဘူခါယိုဆာကာရဲ့ယမားရဲ့အိုလီဆေးရဲ့သုံးစလုံးကတိုးချင်းထိုးပေါက်နိုင်စွမ်းမြင်တယ်။သုံးစလုံးက vision ကောင်းတယ်။သုံးစလုံးဟာ ကိုဖန်လီနိုင်စွာလဲမြင်တယ်တိတ်သာမှာတော့ကိုဖန်မရဲ့မနစ်ကခြေသွမ်းအရာဆိုရင်လဲအဲ့လက်သာမှာရှိတယ်ဒီနေ့ကမကောင်းတာမဟုတ်ကိုဖန်မကဒီနေ့ကဒီခါလေးကျတော့ဘယ်တောင်မှမကစားရပြီးကြောင်ပြောင်းနေတယ်တဲ့ကောင်းလုံးပဲဆိုရင်တော့မှညာချမ်းရဲ့တဝက်မကရော့သွားတယ်လို့ခံစားရတယ် နောက်ကျတော့တန်ရာတွေနဲ့ကျွန်တော်တိတ်ထက်ပြောစရာမရှိဘူးဆိုတော့ဒီဆက်ကာနော်ဖိုရန်လည်းဒီလိုပဲဖိုရန်လည်းဟိုနည်းနည်းလေးယော့နေတဲ့အချိန်ဆိုတော့ယာယီအားဖြင့်ပေါ့နော်သူလည်းတိတ်ထက်ပြောစရာမရှိဘူးအဲ့တော့အဲ့ဒီကစားသမား၃ဦးပေါ့နော်သူတို့တွေလုပ်ရည်ကိုင်းရည်တွေကိုစီရှိကြတဲ့အထက်မှာဒါ one against one ချွတ်တဲ့ပုံစံပေါ့ space ကို လက်နဲ့လက်နဲ့ခနာကိုအရင်အနှွဲကိုတုံးပြီးတော့ထွက်သွားတဲ့ဆိုတဲ့အနေအထားမျိုးမှာတောင်းလုံးသိမ့်မကွာဘူးအဲ့တောင်းလုံးမကွာတဲ့အထဲမှာကျွန်တော်အမြင်တော့ယမားကအကောင်းဆုံးပဲယမားကပြန်ဘက်ကိုပြန်ဘက်ပုံနဲ့အဝေးမှာကလေးက9မီတာလောက်အကွာပြန်ဘက်ကိုတော့မှယူးစင်နိုင်လောက်တဲ့ဒီမြုပ်ပြောင်းမှုမျိုးရှိတယ်ယမားအကောင်းဆုံးပဲအဲ့တောင်းဦးထဲမှာဟို deadly threat ဆိုရင်တော့ဘူခိုင်ဆာကာက တော်တော်လေး impact ဖြစ်တဲ့ဖြင့်အဲ့သုံးခုထဲမှာခံစစ်အတွက်ပါဟိုအားကောင်းတယ်ပို့ပြီးတော့ဒီဆွဲဆောင်ရတယ်ပေါ့နော်ပို့ပြီးတော့ဒီဟို solid ဖြစ်တဲ့ package ဆိုရင်ကျွန်တော်ဘူခါကိုစကားကိုပြောရမယ်။ policy ကအဲ့ကြားထဲမှာရှိတယ်။ညမထက်လည်းခံစစ်ကိုပို့ကစားနိုင်တယ်။ပြီးတော့အရေးအမောင်းမြင်တယ်။ပြီးတော့ညမလိုပဲသူလည်းဒီဘူခါကိုစကားထက်သူတို့နှစ်ဦးကပြန်ပဲတွေကိုပို့ပြီးတော့1 against 1ချွတ်နိုင်တယ်။ ဒါကဒီ body fanning ကိုတုံးပြီးတော့เนาะအဲ့တော့ဒီ tight space ကျင်းကျင်းလေးတဲမှာအဲ့မထိကလို့ထိကလို့နဲ့ဟိုပြန်ပဲရသွားမလို့နဲ့ပြန်ပြန်ဆွဲတတ်တဲ့အပိုင်းအဲ့ဘော်လုံးကိုကိုယ်ပဲပြန်ရသွားဆိုတဲ့အပိုင်းမှာ holy save ကစကာနဲ့ဒီရမားထက်ကိုပိုကောင်းနေတယ်အထူးသဖြင့်အဲ့ဘော်လုံးကိုဟိုဘဲတန်တူအနေနဲ့ဟို outside inside ဒါဒီဘဲသဘောကပြန်ပဲရခန့် တိုင်ဘက်ခံစစ်ကစားသမားကို cut and fight လုပ်တာပဲဖြစ်ဖြစ်ဒီ down the line ဘက်ကိုယူလာပဲဖြစ်ဖြစ်အဲ့ movement နေမှာ policy ကပိုကောင်းတယ်လို့ခံစားရတယ်။နောက်အဲ့ဒီကစားသမား၃ဦးထဲမှာဟိုလက်ရှိအနေအထားအရ game impact ဟာ policy ကအမြင့်ဆုံးဖြစ်နေတယ်။ဆိုတော့ဒါဆို policy ကရမောင်းနဲ့ဘူခိုင်ဥစားကအထက်ပိုကောင်းသလားဆိုတာကအဲ့ကျွန်တော် long term ကြည့်ရမယ် တခြားကြည့်စရာအချက်လက်တွေလည်းအများကြီးရှိတယ်ဟိုလေးစေးကကြည့်စရာတခြားဟိုအသေးစိတ်အပြင်ကို statistics တွေအများကြီးကြည့်ရမှာဆိုတော့လောလောဆယ်အနေနဲ့အထားအရတော့ဟိုလေးစေးကကျွန်တော်တို့အဲ့လိုညင်းရအောင်အောင်တွေးရအောင်အောင်တန်းထဲမှာတရားပေါ့ရှိနေပြီဟိုယမောင်းကတကယ် generation နဲ့ talent ဟုတ်ယမောင်းကတောင်းတောင်းအားဖြင့်ဆိုရင်လောလောလေးပြောလိုက်ယမောင်းကစားဆက်ဆောင်မှုရှိတော့မယ် အဲ့ဆွေးဆောင်မှုရှိခြင်းဆိုတဲ့အပိုင်းမှာဘူကာယိုဆာကာနေတယ်။ဒါပေမဲ့ဘူကာယိုဆာကာကဒီဘယ်နည်းပြမဆိုလိုချင်တဲ့ type မျိုးဖြစ်သည့်အပြင်ဘူကာယိုဆာကာကဆောဆောကျွန်တော်ပြောတဲ့အဲ့လိုမျိုးဒီမာရီကျော်ရရှိမှုတွေ resilience အပိုင်းနေဟိုကန်စစ်ကိုပို့ပြီးတော့ light ပေးတယ်။ဟို tracking back ပြန်လုပ်ပေးတယ်။ပြီးတော့ဒီကန်စစ်ဇုံကနေယူတော့ မြေလို့ရှာပြီးတော့တက်သွားတဲ့ပုံစံတခါလေယမားတို့ဟောလေစိတ်တို့တိုင်ဘက်ကသားသမားတို့ဦးနှစ်ဦးကိုကြော်ပြီးမှလုံလို့ရတဲ့အရာကိုဘုခါစကားတခါလေကြတော့နေရာယူမှုတစ်ခုတည်းနဲ့နေရာယူကျွမ်းကျင်မှုနေရာခိုးတက်မှုတစ်ခုတည်းနဲ့အဲ့အလုပ်တွေကိုလုပ်ဆရာမလို့တော့ဘူးတခြားလူကိုလောက်ရတော့မယ်ဆိုတာမျိုးအဲဘုခါစကားအောင်မြင်ရတယ်ဆိုတော့ဘူးပူကောင်းသလဲဆိုတော့တော်တော်ပြောအကဲတိုင်မဲ့လောတဲ့အနေထားကဟိုလေစိတ်ဟာကျွန်တော်ဒီလိုပြောရမယ်တန်းကိုရောက်လာပြီ တော်တော်လေးကြောက်စရာကောင်းတယ်နော်ဒီဟိုနေ့ကကစားသွားတဲ့ပွဲမှာလေသူ့ချီသူ့လက်ကင်းလို့တော်မရှိတလောက်ကိုကစားပြသွားတယ်ဘိုင်းမင်းချဲ့ဟာရီကိန်းထပ်ပို့ပြီးတော့ကြောက်စရာကောင်းတဲ့ကစားသမားဆိုတဲ့ပုံစံမျိုးတော်မြင်ရတယ်အဲ့မဲ့သူ့နောက် style မတူဘူးပြီးတော့ကင်းဟာအေးပါတဲ့ဂိုးတွေအတွက်အမြဲအစဉ်ဆုံးရှိနေတဲ့အတွက်ကျွန်တော်အဲ့ဒီအပိုင်းကိုမပြောတော့ဒါကြောင့်တောင်မန်တိုက်စစ်အနေနဲ့ကျွန်တော်ပြောတယ်ဆိုတော့ထားပါတော့ဟုတ်ဟုတ်ဟိုလေးစီဘယ်နံပါတ်1 ရှူတော့ပါလဲဆိုတော့အသင်းလက်တသင်းကနေပြီးတော့ကဘာအဆင့်ကစားသမား2ဦးရှေ့ဆင့်နောက်ဆင့်ထွက်သွားကြတဲ့အခါအဲ့ဒီအသင်းလက်တသင်းဘာဖြစ်ကြံခဲ့တဲ့တယ်လဲအဲ့တော့ကဘာအဆင့်ကစားသမား2ဦးဆိုတော့လက်ရှိကဘာအကောင်းဆုံး9သင်းထဲမှာလက်ရှိဥရောပရဲ့အကောင်းဆုံး9သင်းတော့ကျွန်တော်ကဘန်မြူနစ်လက်ထည့်လို့ရတယ်အာဆင်နယ်လက်ထည့်လို့ရတယ်အဲ့နှစ်သင်းဆိုတော့ ခရစ်စတောလီစ်ကကစားသမားနှစ်ဦးအိုလိစေးဟာဘိုင်းမြူနစ်ကိုရောက်ပြီးတော့အဇေးဟာအာဆနယ်ကိုရောက်တယ်ဆိုတော့အိုလိစေးဟာဘိုင်းမြူနစ်မှာသူ့ရဲ့အရေးအသွေးကိုတက်တည်ပြနေသလိုအဇေးကလည်းအချိန်အများကြီးမရသေးဘူးနဲ့သူ့အရေးအသွေးကိုသူတက်တည်ပြနိုင်တယ်လို့ကျွန်တော်ယူဆတယ်အဇေးကအာဆနယ်ရဲ့အဓိကကစားသမားလို့သတ်မှတ်လို့ရတယ်ဆိုတော့ခရစ်စတောလီစ်လို့အသင်းမျိုးကနေပြီးတော့ low budget အသင်းမျိုးကနေပြီးတော့ အဲ့ဒီလိုကမ္ဘာအဆင့်အသင်းကြီးတွေစီမှာကမ္ဘာအကောင်းဆုံးတန်းဝန်အသင်းကြီးတွေစီမှာကစားနိုင်စွမ်းရှိတဲ့ကစားသမား2ဦးထွက်သွားတယ်။ပုံမှန်အားဖြင့်တော့အဲ့ဒီအသင်းဟာထိုးကြသွားတဲ့နေလို့ပဲလို့လည်းပြောရမယ်။နောက် Crystal Palace ဘာဖြစ်နေလဲကြည့်တော့အမဒီ Yorifino တို့ Smiler Sar တို့ဒီကစားသမား2ဦးဟာ Olisel level, Ezay level ကမဟုတ်ဘူးပဲထောင်းမဟုတ်တကယ်လည်းမဟုတ်ပါဘူး ါပေမဲ့ကက်ဆပလီစာဆက်လက်ဟိုသူတို့သွားသွားနေတဲ့ခီးလန်းကိုအန်ချက်မပြတ်သွားအောင်မရင်ရင်တော့ဆက်ပြီးတော့သွားနိုင်ခဲ့တယ်ဆိုတော့အဲ့ဒီအပိုင်းကလည်းအရင်ချီတူးစရာကောင်းနေပြန်အောင်ကက်ဆပလီစာအပိုင်းကိုဖြူလောင်ကိုကျင်းတယ်ပလီစ်လက်ရှိပလီစ်အသေးမှာ policy အဲဒီလိုဆက်ရှိနေအောင်မယ်ဆိုရင်တော့မှာ ဒီလောက်ညီညွတ်ကောင်းမွန်ပါမလားဒီလောက်စုဖွဲ့မှုကောင်းပါမလားဒီလောက်မိသားစုစံပါမလားဒီလောက်ခံချက်ညီပါမလားတွေးစရာကောင်းလောက်အောင်ဘူးသူတို့နှစ်ဦးလောက်မကောင်းတဲ့ကစားသမားနှစ်ဦးနဲ့အတူခက်စပက်လေးစကစားပြရမယ်အဲ့တော့ကျွန်တော်တတိယကောက်ချက်ထွက်လာတယ်ကလပ်စနာဟာဘလိုနည်းပြမျိုးလဲကလပ်စနာအတူနည်းပြ ပုံစံကဟိုအရင်ကြီးလေဘယ်လိုပြောမလဲဆိုတော့ကိုချောင်းထွက်နေတာမဟုတ်ဘူး။နောက်အရင်ကြီးလေလူတိများနေတာမဟုတ်ဘူး။ငင်းငင်းလေးပဲ။ကွင်းထဲမှာလေသူကဟိုပါဇက်ကတွတ်တွတ်ပြောနေတဲ့သူမျိုးမဟုတ်ဘူးသူအရင်ငင်းတဲ့သူမျိုးလည်းမဟုတ်ဘူး။ဒါပေမဲ့သူ့ အသင်းကတော့သိကြတာကလပ်နာရဲ့လက်အောက်မှာအဲကလပ်နာအတွက်ဘာပဲလို့ပေးရလို့ပေးရဆိုတော့ကစားသမားမျိုးတွေမာတီထာတို့အစမာလက်ဆာတို့ယာရီပီနိုတို့အရမ်ဟွာတန်တို့ကစားကောင်းလိုက်တာဆွဲဆောင်မှုရှိလိုက်တာဆိုမြူနော့ဆိုဂလပ်နာကဟိုရှိတာလေးနဲ့လှောက်အောင်ဝစ်တယ်ဆိုတာကအော်ဒီလိုနီးပြမျိုးပဲဆိုပြီးတော့တမ်းမြေလက်ညှိုးထိုးပြရမှာနောက်ဘလုံးနဲ့ပတ်သက်ပြီးတော့တွေးပုံကော်ပုံဟာ အရန်တည်တတ်တယ်ဟိုဘယ်လိုခေါ်မလဲမကောင်းတဲ့တင်းတွေမဟုတ်ကဟုတ်ကအစတွေဟိုထွက်သွားတာမျိုးရှားတယ်ကိုယ့်လိုကိုငင်ငင်လေးလုံနေတယ်အရန်အလုပ်စူးစားတယ် Frankfurt မှာလည်းတက်တည်ပြနိုင်ခဲ့တယ်သူ Crystal Palace မှာလည်းတက်တည်ပြနိုင်ခဲ့တယ်ဒီနည်းပြကိုရဖို့အတွက်အခက်စပါလစ်အတင်းဟာတချို့သောဒီဆုံးဖြတ်ချက်ကြီးတွေကိုချခဲ့ရတယ် အတင်းကညံ့နေရင်းနဲ့ဘယ်ခေါ်မလဲစိုးစိုးရွားဖြစ်နေတဲ့နီးပြအပြောင်းလဲလှုပ်လိုက်ရတာမဟုတ်သလိုအိုရိုဘတ်ရဲ့ဝန်းမှာအရန်ထင်ကြည့်ရတယ်လက်ရှိဒီဘုတ်အဖွဲ့နဲ့အတင်းပိုင်ရှင်ဟောနော် CEO တွေကိုယ်တိုင်ကလည်းတလေးတစားဆက်ဆံရတဲ့အနီးပြတို့အူကိုကျမကြီးကိစ္စဖြစ်တဲ့အချိန်မှာအနာယူဖို့အတွက်ဖြောင်းပြရင်းနဲ့ဒီအရုံးလေးခေါ်လိုက်ရနေပြဆိုတော့ကလပ်နာက အသင်းကခုရိဆက်ကောင်းနေလို့မယ်ဆက်လက်ကောင်းမှာပဲဒီအသင်းကမာကေဟီဆိုဟိုရာသီအစားထွက်မလို့ဖြစ်ခဲ့တယ်ဗောနော်သူဆက်ထိန်းထားနိုင်ခဲ့တယ်ဒါပေမဲ့အခုဆိုရင်တပေါင်65သန်းဖဲလစ်ကဟိုရောင်းထုတ်ဖို့အဲပြင်ဆင်နေတယ်ကေဟီထွက်သွားနိုင်တယ်ဒါပေမဲ့ဇန်နဝါရီမှာဖြစ်ဖြစ်အဖဲလစ်ကေဟီမရှိသေးတိုင်အောင်ဟိုလွန်ခဲ့တဲ့နှစ်လောက်ကဆိုဘယ်သူမှကြောက်မှမဟုတ်တဲ့လော့ခေါ့စ်တို့ဒီကစားသမားတွေနဲ့လည်း နောက်ထပ်ဝင်လာမဲ့ကစားသမားနဲ့ဆက်ပြီးတော့လုံးဖြစ်နေဟိုမှာပဲကျွန်တော်ဒီညမှာ irregular အခုစနစ်စေကစားနေတဲ့ပုံစံကိုကြည့်တော့ Dan Horizon သူရောင်းလိုက်တယ်ဘာမှပြဿနာမရှိပါဘူးသူယူဆရတော့အောင်စနစ်စေစေကထွက်တဲ့ဘောလုံးလမ်းကြောင်းနေအရေးအသွေးတွေမြင်တယ်ပေါ့နော်ဆိုတော့ဒီမိပြတွေကထားပါတော့ကျွန်တော်အခုကလစနာအကြောင်းပြောတဲ့အခါမှာအကလစနာကအဲ့လိုနီးပြမျိုးအတင်းကလည်း ဟိုအခုအထိသူတို့သွားကျင်တဲ့ပုံစံနဲ့ဆက်သွားနေတော့မယ်ဒီအသင်းကဥရောပထိပ်တန်းအသင်းကြီး level မဟုတ်သလို Premier League မှာအေးအေးဆေးဆေးရှင်သန်နိုင်တဲ့ရည်တည်နိုင်တဲ့ဟို level မျိုးမှာရှိနေတယ်ဟိုတန်းဆင်းရမယ့်ဟိုတန်းဆင်းဆုံးအတွက်တိုက်ပွဲဝင်ရမယ့်အသင်းမျိုးလည်းဘယ်တော့မှမရဘူးဆိုတဲ့ပုံစံမျိုးနဲ့ Crystal Palace သွားနေတယ်ဆိုတော့ Olisey အကြောင်းပါအဓိကတော့ Olisey ရဲ့ Palace ရဲ့ပြီးတော့ Oliver Glasner ရဲ့ပြီးတော့ Olisey အပြင် Eze ကထွက်သွားတဲ့အချိန် Palace အသင်းရဲ့ ရက်တည်ရှင်းသမှုရောเนาะဆိုတော့ဒီအိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒါ long heavy ကြီးဟိုဘယ်လိုခေါ်မလဲအချက်လက်တွေပါနေပြောတာမဟုတ်ပါဘူးခေါင်းထဲမှာပေါ်လာတဲ့ပြောညင်သိရှိတဲ့ဟာလေး all say ဘိုင်းမင်းလည်းလက်ကြည့်လိုက်ရတဲ့အခါကျတော့ပြောညင်နေရလဲကြာပြီဒါကြောင့်ဒါအကြီးပေါ့နောက်ပိုင်း all say နဲ့ပတ်သက်ပြီးတော့အကျေတပုတ်ထပ်ပြီးတော့စကောက်အောင်မှာပဲလို့တော့ရှိပါတယ်ဆိုတော့ကျေးဇူးအပ်ပေးကြရတဲ့ဆိုတော့ပြည်သမ ्या အားလုံးအထူးပဲကျေးဇူးတင်ပါတယ်